ရိသများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ကချင်တိုင်းရင်းသားကိုခံပညာဆောင်တိုက်ခိုက်ရေးဖိုင်တာကြီးအွန်လိုင်းအန်ဆန်းကတော့ပွဲထိုးဖို့အတွက်ထိုင်းနိုင်ငံဗန်ကောက်မြို့စီကိုရောက်ရှိလာခဲ့ဖြစ်ပါတယ်ခင်ဗျာသူအနေနဲ့ပွဲထိုးဖို့ထိုင်းနိုင်ငံစီမှာရောက်ရှိနေပြီပြီးတော့သူ့ကိုသူ့ဖေရဲ့သူ့အချစ်ဆုံးငယ်ငယ်ချင်းရဲ့ကလာကြိုတယ်ဆိုတဲ့အကြောင်းကိုအွန်လိုင်းအန်ဆန်းကလည်းဓာတ်ပုံတွေလွှင့်တင်ပြီးတော့အသိပေးထားဖြစ်ပါတယ်ခင်ဗျာဒီပွဲစဉ်ဟာအွန်လိုင်းအန်ဆန်းအနေနဲ့ သူ့ရဲ့ professional ကစားသမားဘဝဖြတ်သန်းမှုနောက်ဆုံးပွဲစဉ်ဖြစ်ပါတယ်။ဒါကြောင့်လဲမြန်မာနိုင်ငံမှာရှိတဲ့ online အဆိုင်ရဲ့အမာခံပြည်သက်တွေရောထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေက online အဆိုင်ကို အားပေးတဲ့သူတွေရောကပါပြိုင်ပွဲကြည့်ဖို့အတွက်လက်မှတ်တွေအလူရဲ့ဝယ်ယူနေကြပြီဖြစ်ပါတယ်ခမ online အဆိုင်ကသူစီမှာ post ရေးသားလွှင့်တင်ပြီးတော့အခုလိုလဲအသိပေးထားပါတယ်ကျွန်တော်အဖေရဲ့အရှိဆုံးငယ်တငယ်ချင်းရဲ့နဲ့ဘန်ကောက်မှာ ပွဲထိုးဖို့ရောက်နေပါပြီ မြန်မာပြည်ကနေကြည့်မဲ့သူတွေအတွက်သတိပေးချင်တာတစ်ခုကကျွန်တော်ပွဲကအောက်တိုဘာ၄ရက်စနေနေ့မနက်ပိုင်းမှာထိုးရမှာဖြစ်ပါတယ်။ပိုစတာတွေမှာရေးထားတဲ့အောက်တိုဘာ၃ရက်ကအမေရိကန်ချိန်မှာကျွန်တော်ကတော့ဒီပွဲအတွက်အကောင်းဆုံးကြိုးစားပြင်ဆင်ထားပါတယ်။အားလုံးရဲ့အားပေးမှုကိုလည်းမျှော်လင့်ပါတယ်ဆိုပြီးတော့အွန်လိုင်းအဆန်းကရေးသားဖော်ပြထားတယ်ခင်ဗျ။အွန်လိုင်းအဆန်းရဲ့အဖေကလည်းထိုင်းနိုင်ငံဘန်ကောက်မြို့မှာကရှင်ရိုးရာစားတော့ဆိုင်ဖွင့်လှစ်ထားပါတယ်။ အွန်လိုင်းဆန်းကလည်းအဲ့ဆိုင်ကအစားအသောက်တွေကိုအရင်မဲသဘောကျတယ်လို့ကျွန်တော်သိရှိရပါတယ်ခင်ဗျဟုတ်ကဲ့အွန်လိုင်းဆန်းဟာသူ့ရဲ့ကစားသမားဘဝဖြတ်သန်းမှုနောက်ဆုံးပွဲစဉ်ကိုသူ့ရဲ့အရင်နီးဆုံးတငယ်ချင်းကြီးဖြစ်တဲ့ Sweden Fighter Coristan နဲ့ထိုးရမှာပါ Sweden Fighter ကြီး Coristan ကလည်း Welter Weight ကိုဒါကြောခိုင်းပြီးတော့ပေါ့လေ Middle Weight ကိုတက်ထိုးတဲ့ပွဲအွန်လိုင်းဆန်းတို့ကလည်းသူဖြတ်သန်းခဲ့တဲ့ Middle Weight မှာကစားသမားဘဝနောက်ဆုံးအဆုံးသတ်မဲ့ပွဲ ဲ့တော့အရင်ဒီဆုံးတငယ်ချင်းတွေရဲ့ပွဲမှာဘသူကသူတို့ရဲ့တမိုင်းတစ်ခုကိုရေးထိုးနိုင်မလဲဆိုတာကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျ။ဘာကြောင့်လဲဆိုတော့ကိုရီးစတန်ကဒီပွဲမှာအနိုင်ရခဲ့ရင်တချိန်ကချန်ပီယံဟောင်းကြီးကိုအနိုင်ရပြီးတော့ middle weight တာထွက်ကိုအစားပြုနိုင်တယ်ဆိုတဲ့မှတ်တမ်းကိုရရှိသွားပါလိမ့်မယ်။အောင်လန်းအန်ဆန်းကလည်းတကယ်လို့နိုင်ခဲ့မယ်ဆိုရင်သူ့ရဲ့အရင်ဒီဆုံးတငယ်ချင်းကြီးကိုအနိုင်ယူပြီးတော့ကစားသမားဘဝဖြတ်သန်းမှုနောက်ဆုံးပွဲစဉ်ကို အလှပဆုံးနိုင်ပွဲနဲ့အဆုံးသတ်သွားနိုင်တယ်ဆိုတဲ့မှတ်တမ်းအောင်ကိုရရှိသွားကြမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အခုအွန်လိုင်းအဆန်းဟာဘန်ကောက်ကိုရောက်ရှိလို့နေပါပြီသူ့ရဲ့အဖေရဲ့အရှိဆုံးငယ်တငယ်ချင်းရဲ့ကအွန်လိုင်းအဆန်းကိုလာကြိုကြတယ်ဆိုတဲ့အကြောင်းပြည်သက်တွေသိရှိရအောင်တင်ဆက်ပြပြပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ